ါပါဆိုတော့ဒီကတော့ပတ်စင်လို့ပြောရကြပါเนาะ separation terror reading ဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာကိုတို့ကဗာလေးပေါ့เนาะ user message လေးရှိမလဲပေါ့အခြားလောက်ကြည့်ဖို့ပြောချင်ပါတယ်ဆိုတော့ဒါကိုတို့ပေါ့เนาะအဲကိုတို့လို့ထင်တော့မှအဝင်မကြည့်ပေါ့ပြေကြတော့တခုခုပေါ့เนาะကိုအဲဒီ guidance လေးလို့ချင်တော့ဝင်ကြည့်လို့တော့ရပါတယ်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ let low energy ကတော့အရင် energy ငြိမ်နေတာတွေ့ရပေါ့เนาะငြိမ်နေဆိုတော့တခါကျရင်ငြိမ်နေရင်ကြောက်ဖို့ကောင်းတယ်ပြမလားဆိုတော့ကိုကိုအရင်ဟိုပျော်လဲမပျော်ဘူးဝမ်းလဲဝမ်းမနေဘူးဒီအိမ်မဲ့ ဘာမှမသိကိုကိုပေါ့နော်အဲ့လိုနေပျောက်တယ်လို့ခံစားရင်ဒီခံစားချက်တွေပျောက်တယ်လို့ခံစားရင်နေကြောက်ရတယ်ပေါ့ရှေ့မှာကိုတို့ကနည်းနည်းလေးဟို university ရဲ့ test တွေလာတတ်တယ်ပေါ့နော်ဆိုတော့ငြိမ်နေတဲ့သူလေးဆိုလို့ရှိရင်တော့အဲတတိထားကိုပြောချင်တယ်ပေါ့ဆိုတော့တော်တော်များများဒီမှာတော့ကောင်းကောင်းမွန်လေးပေါ့နော်ရှေ့ဆက်နေရတော့တွေ့တယ်ဘလောက်ပဲခက်ခဲခက်ခဲအငါကိုယ်ရင်ရှေ့ဆက်မယ်ဆိုရဲစိတ်နဲ့အာရှေ့ဆက်နေရလူကအများကြီးပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့ဒါအဆင်ပြေပါတယ် energy ကတော့ okay ဆိုတော့တကယ်လဲပေါ့နော်အဲ့လိုလုပ်ဖို့လိုအပ်တယ်ကိုယ့်ရဲ့ passion ကိုတကယ်ဘာလို့ချင်တာလဲဆိုတော့ကိုယ်ကိုယ်အဖြေရှာပြီးတော့ပဲရှေ့ဆက်သွားတာကောင်းတယ်ပေါ့နော်ဆိုတော့ဒီမှာတော့ဟိုကိုယ့်ရဲ့ရွယ်ချက်မပြောက်စေနဲ့ပေါ့နော်ကိုလှုပ်ချင်တဲ့ကိုဖြစ်ချင်တဲ့ကိုယ့်ရဲ့ရွယ်ချက်မပြောက်ပဲနဲ့ရှေ့ဆက်သွားနိုင်ဖို့ကအဓိကအရေးကြီးဆုံးပဲပေါ့ဒီမှာတော့တော်တော်များတော့ new beginning အနေနဲ့စတင်ကြရတွေ့ရပေါ့နော် အလောက်ကန်ဆိုလဲလောက်ကန်တစ်တည်းတည်းမလားဆိုတော့ငွေဝင်တာမျိုးလေးပြီးတော့ကျတော့ပို့ပြီးတော့အချိန်နေတိုးတက်တာမျိုးလေးတော့ရှိနေတယ်ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်ပေါ့နော်အဆင်တော့ပြေလာလိမ့်မယ်ဒါပေမဲ့တရားတစ်ခါတော့လွယ်လွယ်နဲ့တော့မပြေဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကိုရိုင်းကကိုယ့်ရဲ့ရွယ်ချက်ကိုလို့ချင်တာပါလဲဆိုတော့ကိုကိုရိုင်းသိဖို့ရည်ကြီးတယ်မဟုတ်ရင်ဟိုရွယ်ချက်ပြောက်သွားလို့ရှိရင်ကိုတို့ကလမ်းမှာပြောက်တတ်တယ်ပေါ့နော်ဒါတခုပြောချင်တာပါပြီးတော့ဘာပဲလုပ်လို့ကိုရဲ့ passion ကိုလို့ချင်တဲ့ညာကိုရဲ့ဒီပေါ်ဝါသနာနဲ့ပတ်သက်ပြီးတော့ အလုပ်ဖို့ချန်ပေးနေတယ်။ဘာပဲလောက်ကန်လောက်ကန်ဝါသနာပိုင်ကအရန်ပြောဖို့ကောင်းတယ်ပေါ့နော်။ဆိုတော့ဒီအိမ်မဲတာမန်ဟိုလုတ်တဲ့အရာထပ်ဆားလို့ရှိရင်ဝါသနာပါလို့ကိုလုတ်ချန်လို့လုတ်တာဒီပို့ပြီးတော့အဲစိတ်ခံစားမှုလည်းပိုကောင်းတယ်ပို့ပြီးတော့လည်းအကျိုးမြတ်လည်းပိုရတယ်ပေါ့နော်။ဒါလေးပြောချင်တာပါ။ဆိုတော့ဟုတ်ကြပါအဲ့တော့ဒါတစ်ဖက်လူရဲ့ energy ပေါ့နော်။ပြောရမယ်ဆိုလို့ရှိရင် ဒီမှာတော့သူက unconditional love ကိုသင်ယူနေတာတွေ့ရပြီးတော့သူတို့ကဒါသူ့ကိုယ်သူချစ်ဖို့အတွက် self love ကိုလည်းသင်ယူနေရအာဘယ်ကြတော့သူကိုယ်တိုင်ပေါ့နော်ဘာလိုချင်တာလဲပြီးတော့အရာအားလုံးနဲ့တသားရဖြစ်အောင်ခံစားတတ်အောင် သူစ조사နေတာတွေ့ရလွတ်တယ်တော့အဲ့လိုအလုတ်အကင်ဘက်ကိုသူပို့ပြီးတော့အားစိုက်ထားတွေ့ရပြီးတော့ပေါ့နော်ဒီ negative တွေအနေနဲ့များတယ်ပြီးတော့သူတို့ကအခုချိန်မှာတော့အဆင်ပြေတဲ့ကာလလို့ပြောလို့ရရပေါ့နော်ဒါပေမဲ့ ဒါမှတော့အဲ့လိုပေါ့နော်အလုတ်ကင်နေသူမှခက်ခဲရလို့ကြားထားရဆိုလို့ရှင်တော့ဒါအဆင်ပြေတော့မြင်တယ်ဒါမှတော့လေအာကိုနဲ့တူပဲမှာအလုတ်ကင်နေအဆင်ပြေတာငွေဝင်တာမျိုးလေးရသူမှရှိတယ်ဒါပေမဲ့အခြုံငုံမကျင်တို့ဘက်ကတော့အချိန်ကြီးတိတ်မကောင်းပေါ့နော်အဲကန်ဆိုးတာမျိုးအဆင်မပြေတာမျိုးလိုမျိုးလေးဖြစ်နေတွေ့ရပြီးတော့ဟိုအဓိကလိုအပ်တာကြတော့သူတို့ကသူတို့အတွေးတွေပေါ့နော် အတွေးတွေရှင်းမှုပြကြတယ်သူကသူတို့ negative တွေ့စီရနေပြီးတော့ရှောင်းထွက်လာဖို့ကအရေးကြီးဆုံးပဲပေါ့ဆိုတော့ဒီမှာတော့သူ့အနေနဲ့က ဟိုအလုတ်ကိုတော့ပို့ပြီးဦးစားပေးနေတွေ့ရပါတော့အလုတ်ဦးစားပေးရင်သူကိုယ်တိုင်ဖြည့်ရှင်းရမယ့်ရာလေးပေါ့ငွေကြေးပိုင်းမှာပို့ပြီးပြည့်လဲခြင်းနဲ့ဆိုပြီးတော့ဒါလေးပေါ့နော်သူတို့ဦးစားပေးနေရတော့တွေ့ရဆိုတော့အချစ်ကတော့သူတင်ယူနေသေးပဲပေါ့နော်အချစ်ကတော့တင်ယူနေသေးပဲအဲ့လိုကြောင့်မလို့ငါအချစ်နဲ့ပတ်သက်လို့ရှင်တော့နည်းနည်းလေးဒါသူနဲ့ပြန်ဆုံမှုတော့ကတော့နည်းလေးရောခက်ခဲဦးမယ်ပေါ့နော်အဲနည်းလေးအဆင်မပြေတော့ဖြစ်နေဦးမယ်တေချာတစ်ခါတော့သူကိုယ်တိုင်တင်ယူပြီးသွားရင်တော့ unconditional love ဆိုတော့သူကိုယ်တိုင်တင်ယူပြီးသွားရင်တော့ဒါ တခုခုပေါ့နော်အချိန်တွေတခုတိုးတက်လာလိမ့်မယ်ဒါလိုက်ပြီးတော့ကိုအနေနဲ့လည်းသင်ယူကြည့်ပေါ့နော်ကိုအချင်းချင်းမတားပါလဲခါကြလို့ရှိရင်ပေါ့နော်ဒါချစ်တယ်လို့ပြောတာကြတော့မသူစီကအဖြေပြန်မှရလို့မဟုတ်ဘူးကိုကိုယ်တိုင်ကသူ့အသိစေချင်လို့ပြောချင်လို့ပြောတာမျိုးလေးဖြစ်နိုင်တယ်ပေါ့အဲ့တော့အဓိကတော့အချင်းချင်းမတားနဲ့ပတ်သက်ရင်တေချာလေးသင်ယူပေါ့နော်တကယ်အချစ်ကအရန်ဟိုပဲဟာအေဂျင့်နဲ့ကောင်းမွန်တဲ့တကယ်ပဲတိုးတက်မှုရရှိရပေါ့နော်ဒီကေကြတော့ဘာလို့ negative တွေများလဲဘာလို့ဒီလိုမျိုးပေါ့နော်အဆင်မပြေမှုတွေများလဲဆိုတော့ကိုယ်ကိုယ်တိုင်ကလူစင်စိတ်တွေများလို့ပေါ့နော်ဟိုဒါပေးလိုက်ရင်ဒါပြန်လူစင်တယ်လူတဘာပါပေါ့နော်အဲ့တော့ဒါလေးနည်းနည်းလေးရှော့လိုက်မယ်ဆိုကိုယ်တော့ကတော်တော်လေးအဆင်ပြေသွားလိမ့်မယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ဒီအပတ်ကတော့မေးခွန်းမရှိပေါ့နော်တိုင်းလေးပဲကျွန်တော်မြင်တဲ့ဟာလေးပြပြပေးပါမယ်ဆိုတော့ keep your thought positive ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အတွေးတွေကို positive ပဲပြောင်းဖို့ပေါ့တော်တော်များ negative တွေးရများလိမ့်မယ်တခုဆိုလို့ရှင်ဟိုမှာတစ်ခါတချို့ကြလဲအဲ့လို ပြန်ပြီးတတိဝင်နေပြန်ပြီးတော့အတိတ်တတိကပ်ပြီးတော့ပြန်ရပြီမြှို့ကြလုံးဝပါသွားတာမျိုးရှိရေပေါ့နော်။ဒါတတိထားပါဘာလို့လဲဆိုတော့ဒီမှာတော့ဒီ money first time miracle တဲ့ဒီကာလကလုံးဝကိုကိုတို့ကဒီဘာပဲတွေ့တွေ့တကယ်ကိုအဖြစ်ပြက်မြန်တာမျိုးသိရမလား။ကိုတွေ့လိုက်တဲ့ຢာကြီးချက်ချင်းဖြစ်လာ။အမချက်ချင်းတော့မဟုတ်ဘူးမျိုးပေါ့နော်။အရင်အရင်လိုအကြိုက်မဟုတ်ဘဲနဲ့မမြန်မြန်တဲ့ကာလအတွင်းမှာဖြစ်တတ်တယ်ဆိုတဲ့သဘောတရားပေါ့နော်။အဲ့အတွက်ကြောင့်မလို့ကိုအနေနဲ့အတွေး negative တွေ့မယ်ဆိုရင်ခါတိုင်းကဟို တင်မလားတလားငါးလောက်ကြာမယ်ဆိုဒီအခုတလောကတစ်ပတ်နှစ်ပတ်နေရင် negative ကဝင်လာတတ်တယ်ဆိုတော့ negative မတွေးဘူးလို့ပြောချင်တယ်ပေါ့နော်အဲ့တော့ positive တွေကောင်းတာလေးပဲတွေးပါတည်မလားဆိုတော့ဟိုအရန်အတွေးမလွန်နဲ့ပေါ့နော်ဟိုလူတွေကကြတော့တော့တနေသူဖြစ်ဖြစ်ချိန်တန်ဖြစ်လာမှာတည်မလားဆိုတော့ဒီလူတယောက်နဲ့တယောက်ကကန်ချင်းမတူဘူးကန်ချင်းလည်းမတူဘူးဘာမှမတူဘူးပေါ့နော်အချိန်ချင်းလည်းမတူဘူးအဲ့တော့ကြောင့်မလို့ဘယ်ဟာနဲ့မှနိုင်ချင်ကြမလို့ကိုယ်ကံနဲ့သူတကံမတူဘူး တင်မလားအဲ့တော့လိုက်ပြီးရှင်ပြိုင်မယ်လိုက်ပြီးတော့ကြည်နေမယ်ဆိုကိုပဲပြန်မှန်းရတယ်ပေါ့နော်အဲ့တော့အေဂျင်စံလေးစိတ်ကိုရံလေးရှော့ပြီးတော့ပဲဒီအသက်ရှင်နေထိုင်သွားတာကိုအတွက်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့ဆိုတော့နောက်ကကြတော့ဒီမှာ reality ဆိုရကြတော့တဲ့ကိုယ့်ရဲ့အတွင်းလေးကအရာကိုပြန်ပြီးထင်ရစေအရာပေါ့နော်အဲ့တော့ကိုယ့်အတွင်းလေးကဘာတွေဖြစ်နေလဲစိတ်ရှုပ်ထွေးမှုတွေဖြစ်နေလား negative တွေများနေလားဘလို့အရာမျိုးတွေကိုတွေးပြီးတော့ဘလို့အရာမျိုးတွေကိုယ့်အတွင်းထဲမှာထည့်ထားလဲအဲ့ဒါကြီးဒီ reality ခုနပြောသလိုပဲပေါ့နော်ကို negative တွေရ negative တကယ်ဖြစ်လာရဆိုကို reality ကိုဒါချပေးရတော့ပေါ့ပဲအဲ့တော့အားဒီကောင်မလေးဒီကောင်လေးကတော့ဒီလိုအတွေ့အတွေ့နေရဒါသူတကယ်လိုချင်တဲ့အရာလားမသိဘူးဆိုပြီးတော့အဲ့လိုမျိုးပေးတတ်တယ်ပေါ့အဲ့တော့အရန်အတွေ့မလွန်မှုမတွေ့ဘူးပေါ့နော်ဒါလေးကတော့အဲတက္ကရာမှာပြရစီပေါ့နော်ဆိုတော့ငြိမ်းတမ်းကိုအတွေ့ကိုအမြဲကယူဆိုင်ပါကိုဘာတွေ့နေလဲဆိုတာချင်းချင်းပေါ့နော်အာတိတိတိကပ်ပြီဆိုလို့ရှင်ချင်းချင်းပြောင်းပြီးတော့ကောင်းတဲ့ဘက်ကိုပြန်တွေးကြည့်ပေါ့နော်ချို့ကြလဲလုံးဝတည်မလားအဲ့ အတွင်းနောက်လိုက်ပြီးတော့ပဲအဆင်မပြေဖြစ်တာမျိုးပဲပုံများတယ်အဲ့တော့နန်းတတိထားကိုပြောချင်ပါတယ်ဆိုတော့နောက်ကကြတော့ hidden bug ပေါ့နော်ကိုတို့ကအာကိုကိုတိုင်းရှာဖွေမတွေ့ရှိရဲ့ကိုအပိုင်းနဲ့ကိုပြန်ရှာဖို့ပေါ့နော်ကိုတကယ်လုချင်တာပါလေကိုတကယ်လုချင်တာပါလေဒီမှာကိုရဲ့စိတ်ဝိညာဉ်ကဘာတွေကိုတွေးလို့ရှိရင်အာ ဘယ်လိုပြောရမလဲဟိုပျော်ရွှင်လဲပေါ့နော်ဘယ်ဟာလုံးရင်အဆင်ပြေလဲဘယ်ဟာလုံးပြောရလဲဒါလေးကိုတစ်ချက်ရှာဖွေဖို့ကိုယ့်ရဲ့အတွင်းထဲမှာချို့ကြလဲရှာမတွေ့သေးချို့ကြလဲရှာတွေ့ရပေါ့နော်အဲ့တော့ကိုယ် grain ဖုံးကွယ်ထားတဲ့ကိုယ့်ရဲ့ဒီအတွင်းစိတ်ကိုတခြားလေးလှန်လောပြီးတော့ရှာကြည့်ဖို့အရေးကြီးဆုံးပဲပေါ့နော်နောက်ကကြာ universe message ပေါ့နော် universe ကကြာတော့တဲ့ healing ဆိုတာကြာတော့ဒါသူပြောထားတဲ့ဟာလေးကကြာတော့ healing ဆိုတာကြာတော့ကိုယ် trigger တွေအောက်မှာနေထိုင်တာကိုပြောတာပေါ့နော်အဲ့တော့ ဟို trigger တွေပေးမယ်တဲ့မလားကိုယ့်ရဲ့စိတ်ခံစားချက်တွေရှိမယ်ကိုယ်ခံစားရတာလေးပေါ်လာမယ်ချိုးကြလေဒီဟာတွေကိုရှောင်တတ်တာများတယ်ဆိုတော့တကယ် healing လုပ်ခြင်းမရှောင်နဲ့ကိုယ်ဘာခံစားနေရလဲခံစားရအောင်အတင်းခံစားလိုက်ပျော်ရွှင်လားဝမ်းနေလားနာကျင်လားမုန်းတီလားခံစားရသမျှပေါ့နော်ထုတ်ဖွင့်ထုတ်လိုက်တဲ့မလားကိုယ်ဘာခံစားနေရလဲဘာလို့ခံစားရလဲဆိုတော့ပြန်ပြီးတော့စဉ်းစားဖို့လိုအပ်တယ်တဲ့မလားဆိုတော့ ဟို healing ဆိုတာတတ်သူအချိန်လေးပေးလိုက်လို့ရှင်အဆင်ပြေသွားမှာအဲ့တော့လက်ခံဖို့ကအဓိကပါเนาะကိုတကယ်နာကျင်တယ်ခုနာကျင်တယ်ကိုထားခဲ့ခံရတယ်ထားခဲ့ခံရတယ်ကိုဒါကိုဖောက်ပြန်သွားတယ်ဖောက်ပြန်ခံရတယ်ဆိုတော့ဒါကိုသိရမလားအဲ့ရှက်တာကြောက်တာဟောဖြစ်တာမျိုးကြီးအဲ့လိုမထားဘဲနဲ့ကို ဖြစ်တဲ့အရာကိုဖြစ်တဲ့အစွဲအတိုင်းပဲလက်ခံလိုက်ရင်အကောင်းဆုံးဖြစ်လိမ့်မယ်ပေါ့နော်ကျောဗေယာမပြင်လို့မရဘူးပြီးပြီးသားရရဲ့ဆိုတော့အိမ်မှာသွားပြီးကိုပြိမ့်မြွယ်ဆိုရင်ကိုပဲစိတ်ပင်ပန်းလိမ့်မယ်ပေါ့နော်အဲ့တော့အဓိကတော့ healing တကယ်တကယ် healing ဆိုတာကြတော့ ကိုယ့်ကိုပေါ့နော်ဘာခံစားရလဲခံစားအရာတိုင်းကိုခံစားခိုင်းလိုက်တာဒါတကယ် healing ပဲပေါ့ဆိုတော့အဲ့ဒါ trigger တွေနဲ့နေထိုင်နိုင်မှသာလျှင် trigger ဘယ်လို trigger လာလာပေါ့နော်ကိုယ့်တို့ကဒါအကောင်းဆုံး fight နိုင်လို့ရှိရင်ဒါတကယ် heal ဖြစ်သွားပြီးတော့တကယ်ပျော်ရွှင်တဲ့ဘဝပို့ပြီးတော့ပိုင်ဆိုင်လိမ့်မယ်ပေါ့နော်ဆိုတော့ဒါလေးတော့ပြောချင်ပါတယ်ကျော်ဟုတ်ကဲ့ပါနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့က clear your space ပေါ့နော်ကိုယ့်ရဲ့နေရာကိုရှင်းဖို့ကိုယ့်အိမ်ကိုယ့်ရဲ့အလုပ်နေရာ ကိုတုံးနေတဲ့ကိုယ့်ရဲ့နေရာပေါ့เนาะအဲ့နေရာလေးကိုတေချာရှင်းဖို့ခါကြရင်စိတ်တွေရှုပ်တယ်စိတ်တွေဟိုလေးလံနေဆိုလို့ရှိရင်ကိုယ့်ရဲ့အတွင်းကိုယ့်ရဲ့ဒီပေါ့เนาะကိုပတ်ဝန်းကျင်ကလည်းရှုပ်ထွေးနေရများလိမ့်မယ်အဲ့ဒါကြောင့်မလို့ကိုယ်ကိုယ်တိုင်ရှုပ်နေလို့ရှိရင်ကိုယ်စိတ်လည်းရှုပ်တယ်အဲ့တော့ရှင်းရှင်းလင်းထားသက်ရထားကိုယ်စိတ်လည်းအေးချမ်းတယ်ပို့ပြီးတော့လည်းပျော်ရွှင်ရတယ်သက်ရနေရတယ်ပေါ့เนาะဆိုတော့ဒီမှာကိုယ့်ရဲ့ အိမ်နေရာလေးတွေကိုရှင်းပါပြီးတော့ energy ပေါ့နော် energy ရေရှင်းထုတ်ပါ energy cleanse လုပ်ပါလို့ပြောချင်ပါတယ်ဆိုတော့ဒါကအရေးကြီးဆုံးပဲပေါ့နော်ဒီ spiritual ဘိုင်းလုပ်နေတဲ့လူတွေကတော့ energy cleanse ဖြစ်နေမှာရေးချင်မဟုတ်ရင် energy ရောလို့ရှင်ရအဆင်မပြေဘူးတော့ကို energy ကိုတည်ဖို့ရေးကြီးရယ်ကိုဘာဖြစ်လဲပို့ကိုဘာခံစားနေရလဲဘာလုပ်တင်လဲဆိုတော့ကိုယ်တိုင်အဖြေရှားကြီးပေါ့နော်ဒါမှတော့ကိုယ့်ရဲ့ space ကိုကိုရှင်းပါကို energy ကိုကိုရှင်းပါဒါလေးပြောချင်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ attraction ပေါ့နော် ဆိုတော့ attraction ဆိုတာကြတော့ကျွန်တော်ဘယ်လိုပြောပြမလဲဆိုတော့ romantic love ကို attract လုပ်ခြင်းတယ်ပြင်မလားချင်းမေတ္တာကို attract လုပ်ခြင်းတယ်ဆိုလို့ရှိရင်အဓိကအရေးကြီးဆုံးကကြတော့ကိုယ်ကိုယ်တိုင်လက်ရှိကာလမှာနေထိုင်တတ်ဖို့လက်ရှိကာလမှာလုံးဝအပြည့်အဝနေနေဖို့ကအဓိကပဲအတိတ်မှာပြိမိလည်းမရဘူးအနာဂတ်တွေးပူနေလည်းမရဘူးလက်ရှိချိန်ပဲဒီချိန်လေးကကိုယ့်တို့အကောင်းဆုံးချိန်ပဲကိုဘာလုံးမလဲကိုဘာဖြစ်မလဲဘာမှမသိလာနိုင်တဲ့ကာလကြီးမှသိရမလားကိုကိုကို ဟိုစိတ်တွေပြင်ပန်းခံပြီးလိုက်တွေးနေပို့ပြင်ပန်းလိမ့်မယ်ပေါ့နော်အဲ့တော့အတ္တိကကိုကိုကိုနေချာလေးပေါ့ဒီလက်ရှိကာလမှာဘယ်လိုမျိုး android လောက်အောင်လဲဆိုတာအမြဲစဉ်းစားဖို့ပေါ့နော်ဆိုတော့ဒါလေးကတော့အဲတေချာလေးမှကျင်တယ်ဆိုတော့ကိုတက်လူတိုင်းကကြတော့အလိုပေါ့နော်အတွေးလွန်နေရှေ့ရောက်တယ် တယ်မလားနောက်ပြန်ရောက်တယ်ရှေ့ရောက်သွားတယ်အတွေးတွေဒီလိုပတ်ချလဲနေခါကျဘလို့မှအဆင်မပြေလာဘူးအဲ့တို့ကြောင့်မလို့အဲ့လိုအဆင်မပြေမှုကြီးချားရနေပြီးတော့ကိုယ်ကိုယ်ရုံထွက်ဖို့ပေါ့နော်ဒါလေးပြောချင်ပါသေးရှေ့ဟုတ်ကဲ့ပါညာကျွန်တော်မြင်နေတာပါနော်နောက်ဆုံးအနေနဲ့ကျွန်တော် story cut လေးပေါ့နော်အဲ့တော့ story cut လေးကိုကျွန်တော်ကြည့်ပြပါမယ် story cut ကတော့ကျွန်တော်ဒီမှာပေါ့နော် နေပါပေါ့နော်ကျွန်တော်အင်းနီနာချင်းပေါ့အင်းနာချင်း story cut လေးကြားတယ်ဆိုတော့ဒီပုံထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီ coffee ထိုင်တော့မှာ coffee ရင်းနေကြပါတော့ဒီပရင်ပေါက်မှာထိုင် တောက်ပြီးတော့ဒါငေးကြည့်နေပြင်ဘက်ကိုပေါ့နော်ဆိုတော့ပြင်ဘက်မှာဒါတစ်ခုရှိနေမယ်ဒါသူများတွေစကားပြောနေရမျိုးစော့ကစားနေရမျိုးအမျိုးမျိုးပေါ့နော်ဖြစ်ကောင်းဖြစ်လိမ့်မယ်သူကတော့အထက်မှာပဲနေပြီးတော့လည်းလည်းငေးနေတဲ့အချိန်တွေးနေရအဲ့တော့အတွေးကြီးမတွေးဘူးပေါ့နော်ပြီးတော့ဒီပတ်ဝန်းကျင်နဲ့လာရောက်ညီချေစွာနေတတ်ဖို့ပြင်မှာကိုနဲ့တူရတူရပေါင်းဖို့တော့ကိုနဲ့ခံစားချက်ချင်းတွေ့ရင် အဲ့လိုလူတွေနဲ့ပေါင်းဖို့ကိုယ့်ရဲ့နီးရနီးစက်ရပါတော့ကိုယ်နီးစက်ရကိုယ့်ရဲ့ဟာအိမ်နီးချင်းဆိုတော့ကိုယ်နဲ့နှလုံးသားချင်းနီးရနေရာကိုပြောချင်တာကိုယ်နဲ့နှလုံးသားချင်းနီးလို့ရှိရင်အဲ့လူကပေါင်းလို့ကောင်းတယ်အဆင်ပြေရဲ့လူပုံစံမျိုးလေးပေါ့နော်အဲ့တော့ဒါအိမ်နီးသားချင်းနေရာလေကိုတို့ကတခုခုပေါ့အမအိမ်နီးချင်းဆိုတာဒီထဲမှာတော့ soul family ကိုပြောတာပေါ့နော်ကိုယ့်ရဲ့ soul family ရရှိမယ်ဆိုတော့တို့တွေနဲ့တခြားလေးရင်းနှီးနေဖို့ဒီမှာတို့တွေနဲ့အကြံဉာဏ်နေ တယ်မလားတယောက်နဲ့တယောက်အပြန်လန်ဖေးမကူညီပြီးတော့ရှေ့ဆက်သွားဖို့အရေးကြီးဆုံးပဲပေါ့နော်ဆိုတော့ဒီမှာတော့ဒီလိုပေါ့ကျွန်တော်မြင်တဲ့ဟာလိုပဲမြင်နေတိတ်ချတော့တွေးလို့မရဘူးဒီမှာ neighbor ဆိုရဲကတ်လေးကိုကြတော့ကိုကိုဘယ်လိုမျိုးပေါ့နော်ဒီအတိတ်ပဲဖွင့်ခြင်းလဲပေါ့ဆိုတော့ဒါတော့ကိုကိုဟိုဖွင့်မှုတော့ပြောချင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါဒါတော့မြင်တဲ့ဟာလေးပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကြတော့ဒါဆက်ပြီးတော့ဗောနောကိုအားလုံးအတွက်လိုအပ်တဲ့ guidance လေးတွေလိုအပ်မဲ့ reading လေးလိုအပ်မဲ့ podcast လေးတော့ လုပ်ပြီးဝယ်ရှိရပေါ့ဒါပေမဲ့လောလောဆယ်ကျွန်တော်လည်းပေါ့ကိုလှုပ်ချင်တာများတယ်တင်ချင်တာများတယ်ကြည့်မလားကြိုးစားချင်တာလေ့လာချင်တာများတဲ့ခါကျတော့အနည်းလေးအချိန်တွေကလို့ balance ညောင်ထားရင်းနဲ့ဒီ video လေးနည်းလေးနောက်ကျတာမျိုးကြီးကြည့်မလားမလို့ဖြစ်တာမျိုးလေးဖြစ်လာပြီပေါ့နော်အဲ့ဒါကြောင့်မလို့ဒါဆောင်းနေတဲ့တဝတက်ရောက်ချင်စီရောပေါ့နော်အမ်နည်းလေးပေါ့နော်နည်းလေးအချိန်လေးပေးပေးပါအောင်လို့ပို့ပြီးတော့လဲဒါလှုပ်ဖို့ကြိုးစားမယ်ပေါ့နော်ပို့ပြီးတော့လဲတင်တိုင်းမို့လဲကြိုးစားပါမယ်အားလုံးလဲဒါ support ပေးကြဖို့အဲ ပြောချင်ပါတယ်ပေါ့ဆောက်ခဲ့ပါကျေးဇူးများတင်ပါတယ်ဒါတော့ short reading ပဲဖြစ်လိမ့်မယ်ထင်တယ်ပေါ့နော်ဆောက်အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ် video တွေ podcast တွေမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေဗျ bye bye